မင်္ဂလာပါရှင်2025ခုနှစ်မေလ23ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မူမူပါရှင်။ကန့်ကောမြို့နယ်မှာပါကဖတ်စခန်းစီးနင်းခံရပြီးရဲဘော်9ဦးနဲ့ကျောင်းသား၄ဦးတပ်ဖြတ်ခံလိုက်ရပါတယ်ရှင်။တပည့်ရင်းမှာစာတင်ကြောင်းကိုစစ်လေရင်နဲ့ပုံကျဲမှုကြောင့်ကျောင်းသားကျောင်းသူ20ဦးနဲ့ဆရာမ2ဦးသေဆုံးမှုကိုကုလသမဂ္ဂအစည်းအဝေးမှာတင်ပြလိုက်ပြီးစစ်အုပ်စုကိုကူညီမှုရပ်တန့်ရန် တမ်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။အောက်တွင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတက်စကန်ကုန်းတစ်ခုတိုက်ခိုက်သိမ်းပိုက်မိရှုခံလိုက်ရပါတယ်ရှင်။နေအောင်လိုက်ထားဖို့ရှိနေတဲ့အတွက်မန္တလေးကမလင်တန်တဲ့အဆောက်အုံတွေအမြင်တင့်တယ်စားထားရှိရတဲ့အပြူအပြက်စီတွေကိုအမြန်ဆုံးရှင်းလင်းရန်စီပင်နဲ့စစ်တပ်ကအိမ်ပိုင်ရှင်တွေကိုတတိပင်းလက်မှတ်ထိုးခိုင်းတယ်လို့ဆိုပါတယ်။ ရတိတောင်ထွန်းရွေဝေရွာဟောင်းကိုစစ်ကောင်စီကဘုံလာကျဲလို့အရက်သားတယောက်တေဆုံးကခလေးငယ်တယောက်အပါဝင်၄ယောက်ထပ်မင်းတန်ရာရရှိခဲ့ပါရဲ့ရှင်ဒီသတင်းလေးနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင် ထမဆောင်ကလေးတပုတ်အနေနဲ့မကွေးတိုင်းကံပေါင်းမြို့နယ်မှာမေလ12ရက်နေ့မနက်အစောနှစ်နာရီဝန်းကျင်မှာရက်ကျေပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုစီးနှင်းခံရတာရက်ကျေပကဖရဲဘော်တွေနဲ့ចောင်းသား၄ယောက်တို့တပ်ဖြတ်ခံရပြီးလက်နက်ခဲယမ်းတွေလည်းပါသွားတယ်လို့ကံကောအခြေဆိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေစီကနေသိရပါတယ်။ကံကောအခြေဆိုင် PDF တပ်ဖွဲ့ဝင်တယောက်ကလေမရွာရက်ကျေပကဖစခန်းကိုကံကောခလာရ 50ကအင်အား100လောက်ပါတဲ့စစ်ကြောင်းကရုတ်တရက်ဝင်စည်းခံလိုက်ရတာပါသူတို့စခန်းကအဲ့ဒီရွာစာတင်ကြောင်းနဲ့ပြီးတော့ရဲဘော်တွေနဲ့ဆွေမျိုးသားချင်းတွေတောဆက်ကြတဲ့ကျောင်းသားလေးတွေခဏတစ်ဖြုတ်လာနေနေကြတာရဲ့ဆိုတော့ရဲဘော်9ယောက်အပြင်ကျောင်းသား4ယောက်စုစုပေါင်း17ယောက်အဲ့ဒီစခန်းသားမှာပဲတပ်ခန့်လိုက်ရတယ်လို့ပြောပါတယ်တီဆုံသွားသူတွေကရက်ကြီးပကပတောက်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ရဲဘော်နေလင်းဦးရဲဘော်ကျော်မြတ်သူ ရဲဘော်ညီလေးရဲဘော်အောင်ကြည်မင်းရဲဘော်ဂျုံကိုဝင်းရဲဘော်တပ်ပိုင်ဦးနဲ့ကျော်စန်းခိုင်တို့အပြင်ចောင်းသားတွေဖြစ်ကြတဲ့ခုနှစ်တန်းចောင်းသားမောင်လျံထွန်းဖြစ်တန်းចောင်းသားမောင်မိုင်းဝေကိုရန်ចောင်းသားမောင်မျိုးတီဟာနဲ့မောင်တီဟာနေလို့ဖြစ်ပါရဲ့ရှင်ကာဘောခရိုင်ပကပအတော်ဝင်ရှိသူကရက်ကြီးရဲဘော်တွေနဲ့ចောင်းသားလေးတွေအသက်ခံရပြီးတော့လက်နက်ခဲရန်တွေလည်းပါသွားတယ်ဆိုတာဟုတ်ပါတယ် ်ဘလို့တည်င်းပေါက်သွားပြီးတော့စခန်းအစည်းခံလိုက်ရတယ်ဆိုတော့စုံစမ်းမှုတွေလှုပ်ဆောင်နေပါတယ်။ရွာခံအမျိုးသား20လောက်ကိုလည်းဖမ်းပြီးခလာရ50လေးကိုပြောင်းဝင်သွားကြတယ်။အခုလောလောဆယ်အဲ့ဒီရွာမှာဘယ်သူမှမရှိကြတော့ဘူးထွက်ပြေးနေကြတယ်လို့သူကပြောပါတယ်။ကန့်ကောခလာရ50ထဲကိုဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ကြွာသားတွေမှာမေလ12ရက်နေ့ညနေပိုင်းအထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။စစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေမှာတော့ ကန်ကောနေနေက PDF စကောင်းကိုတည်င်းရသွားရောက်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲဖြစ်ပွားပြီး PDF အလောင်း73လောက်လလုံးတနက်74လက် M22 တနက်တလက် BA72 တနက်တလက် Travel တနက်တလက်စကားပြောဆက်မှာလို့ M22 G ပေါက်နှစ်ခု BA72 G ပေါက်တစ်ခု 7.62G ကိုတော့ M22 G 56တောင်းနဲ့ Travel ဆန္ဒတော်တို့ကိုတိတ်ဆိတ်ရရှိခဲ့တယ်လို့យេតាဖော်ပြထားတာတွေ့ရပါတယ်ရှင်နောက်ထပ်ဒီနေ့ဘုံအင်းနဲ့စကိုင်းတိုင်းတပယင်းမြို့နယ်မှာစစ်တပ်ကစာတင်ကျောင်းကိုလေရင်နဲ့ပုံကျဲမှုကြောင့်ចောင်းသားចောင်းသူ20ဦးနဲ့ဆရာမ2ဦးသေဆုံးခဲ့ကြောင်းကုလသမဂ္ဂတန်မတ်ကြီးဦးကျော်မိုးထွန်းကတင်ပြပြောဆိုပါရစေ။ ဂျမန်နဲ့မေလ12ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့စေစမ်းမပြတ်ရေရှည်ခွင့်ပြုတိုးတက်ရေးပန်းနိုင်ဆိုင်ရာ conference မှာပြောတာပါမေလ12ရက်နေ့နနက်ပိုင်းစစ်အုပ်စုကစကိုင်းတိုင်းတပတ်ရင်းမြို့နယ်အိုထိန်တွင်းရွာမှာရှိတဲ့စာတင်ကျောင်းကိုလေကျောင်းကနေတဆင့်တိုက်ခိုက်ခဲ့ရာကျောင်းဆရာမ2ဦးနဲ့ကလေးငယ်20ဦးခန့်တိုက်ဆုံခဲ့၍ညပြစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဲ့ဒီဖြစ်ရကတခုတည်းမဟုတ်ပါကြောင်းတစ်ဖက်တွင်လည်းစကိုင်းတိုင်းမှာလုံခဲ့တဲ့တလကျော်ကာလအတွင်းဖြစ်ပေါ်ခဲ့တဲ့ပြင်းအား9.9အဆင့်ရှိတဲ့ငလင်ချာအပြင်းဆုံးထိခိုက်ခံစားရတဲ့ဒေသများအနက်ဒေသတစ်ခုဖြစ်ကြောင်းတပ်အမတ်ကြီးကဆိုပါတယ်အကြမ်းဖက်စစ်အုပ်စုကနေ့စဉ်မစင်မကျင်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ဘုံကျဲခြင်းတို့ကအရက်တာထိခိုက်မြင့်နာမှုနဲ့အဆောက်အုံများပျက်စီးဆုံးရှုံးမှုကိုအလုံးအမင်းဖြစ်စေပြီး စေစားမပြတ်ရေရှည်ခွင့်ပြုတိုးတက်ရေးပန်းတိုင်များအားအကောင်အထည်ဖော်ရန်တောင်းဝင်ယူကြရတဲ့အဆောက်အအုံများဖြစ်တဲ့စာတင်ကြောင်းများနဲ့ဈေးဥများအပေါ်ကိုအများဆုံးထိခိုက်မှုရှိကြောင်းတန်အမတ်ကြီးဦးကျော်မိုးထွန်းကဆက်လက်ပြောဆိုပါတယ်တချို့သောနိုင်ငံများအနေနဲ့စစ်အုပ်စုအားထောက်ပံ့နေကြောင်းစစ်အုပ်စုအားရုပ်ဝတ္ထုပစ္စည်းအားဖြစ်တော်၎င်းစိတ်ဓာတ်အားဖြစ်တော်၎င်းထောက်ပံ့ပေးခြင်းကခလိငယ်များအပါအဝင်လူအများကိုစစ်အုပ်စုက တက်ဖြတ်နိုင်စေရန်ကူညီရာရောက်နေကြ။အဲ့လိုဘုံကျဲတိုက်ခိုက်ခြင်းများရပ်တန့်ပေးပါ။လူတွေကိုတက်ဖြတ်နေခြင်းအားရပ်တန့်ပေးပါ။စစ်အုပ်စုကိုကူညီပံ့ပိုးနေခြင်းအားရပ်တန့်ပေးပါရန်တောင်းဆိုလိုက်ပြီးမြန်မာနိုင်ငံမှာအဲ့ဒီစစ်အုပ်စုနဲ့ဆရာနာရှင်စနစ်အဆုံးသက်က Federal Democracy ပြည်တော်စုထူထောင်နိုင်မှသာလျှင်မြန်မာနိုင်ငံမှာရေရှည်တည်တဲ့နဲ့ငင်းချရည်နဲ့တရားမျှတမှုကိုစောင့်ကြည့်ပေးနိုင်ပြီဖြစ်ကြောင်းတန်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုတော့ပါရရှင့် ဆက်လက်ပြီးပဲခူးတိုင်းအုပ်တွင်မြို့နယ်ထဲကစစ်ကောင်စီတပ်စခန်းဘုံတစ်ခုကိုမေလ10ရက်မှာတော်လှန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးမော်တော်ယာဉ်တွေသိမ်းဆီးရရှိခဲ့ကစခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဂျိုးမင်ကဟီးရိုးပြောက်ကြားတပ်ဖွဲ့ကမေလ12ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်။ဂျိုးမင်ကဟီးရိုးပြောက်ကြားတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရဲမင်းရွှွရွှကကျမနဲ့ရွာကရဲနဲ့စစ်အင်အား50ကျော်60နီးပါးရှိတဲ့တပ်စခန်းဘုံကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။သူတို့ဘက်ကအထိခိုက် များပြီးထွက်ပြေးကြလို့စကန်းကိုမိရှုဖြက်စီခဲ့ပါတယ်လို့ပြောပါတယ်။အဲ့ဒီစကန်းတိတ်တိုက်ပွဲကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအုံပြုခဲ့တဲ့ကားတစ်စီးစိုင်းကယ်6စီးနဲ့အတူတခြားစစ်အုံဆောင်ပစ္စည်းတွေကိုလည်းတင်စီရရှိခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးဟီရိုပြောက်ကြားတပ်ဖွဲ့ရဲ့ဒုတာဝန်ခံကမနက်9နာရီလောက်ကနေစတာနေ့လယ်7ခွဲလောက်တော့မှစခန်းသိမ်းနိုင်ခဲ့တယ်။သူတို့ဘက်ကတန်ရာရသူတွေများလို့စခန်းတစ်ခုလုံးစွန့်ခွာပြီးထွက်ပြေးသွားကြတယ်လို့ပြောပါတယ်။ ထွက်ပြေးကြတာလက်နက်တွေအကုန်ယူသွားကြတော့လက်နက်တော့မသိမ်းနိုင်ခဲ့ဘူးသူတို့သုံးနေတဲ့ကားနဲ့ဆိုင်ကယ်တွေပဲသိမ်းနိုင်ခဲ့တာစခန်းလေးကိုဝင်ရှင်းနေတော့လဲတည်တဲ့ကောင်တွေတော့မတွေ့ခဲ့ဘူးသူတို့ထွက်ပြေးကြတဲ့နန်းကြောင်တစ်လျှောက်နဲ့ပတ်ဝန်းကျင်ကတော့နည်းနည်းရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေပါတယ်အခုလိုစခန်းတိတ်တိုက်ပွဲတွေဆက်လက်အောင်ထဲပေါ်ဖို့ရှိနေပေမဲ့ကျွန်တော်တို့စီမံခဲရအင်အားနည်းတယ်လို့ကူညီပေးကြပါလို့လည်းပြောပါရရှင် စက္ကသိတိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံနှစ်ကြိမ်လာရောက်ကျေချခဲ့ပြီးလေရင်တွေနဲ့အကင်းချောက်လန်းခဲ့ပြီးမဲ့တော်လိုင်းရဲတပ်ဖွဲ့တွေဘက်ကအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။စက္ကသိတိုက်ပွဲကိုတောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသကွယ်တရားဝင်ခိုင် PDF တိုင်ရင်3801တပ်ဖွဲ့ကကျိုးဝင်ကပြူပျောက်ကြားတပ်ဖွဲ့နဲ့အတူပြည်ခိုင်တက်ရင်3601တပ်ဖွဲ့တို့ကိုပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါရရှင်။ နောက်ဆက်တဲ့ဒီပုံအနေနဲ့မြောက်လိုက်လာဖို့ရှိနေတဲ့အတွက်မန္တလေးကမလင်ကျန်တဲ့အဆောက်အုံတွေအမြင်တင့်နယ်စာထားရန်အပြိုအပျက်စီးတွေကိုအများဆုံးရှင်းလင်းရန်စီပင်နဲ့စစ်တပ်ကအင်ပန်ရှင်တွေကိုတတိပေးလက်မှတ်ထိုးခိုင်းနေတယ်လို့ဆိုပါတယ်စစ်ကောင်စီလောက်ကမန္တလေးစီပင်ကမလင်ကျန်တဲ့မန္တလေးမှာအင်ပန်ရှင်တွေကိုအမိန်ညွှန်ပြထုတ်ပြီး PR ပေးမှုတွေလုပ်ဆောင်ရရှိနေကြောင်းလည်းပြည်သူတွေကပြောပါတယ်မေလာတွင်မန္တလေးမှာမလင်တန်တဲ့အဆောက်အုံတွေကိုအမြင်တင့်တယ်စွာကာယံထိုင်ရန် ြုပြင်မယ်ဆိုရင်ခွင့်ပြုချက်ယူရတဲ့စောက်လို့စေအဆောက်အုံတွေအားလုံးကိုရက်ဆိုင်ထားရန်အမိန့်ထုတ်ခဲ့တာပါအခုနောက်ဆုံးမှာမြောက်လိုင်းလာရရန်ရှိနေ၍အပြုအပြက်စီးတွေကိုအများဆုံးရှင်းလင်းရန်မဖြိုနိုင်သေးတဲ့အဆောက်အုံတွေကိုအမြင်တင့်တယ်အောင်ပါရန်ထားကြရန်ညွှန်ကြားထားကြောင်းသိရပါတယ်လူကြီးလမ်းကြောင်းရှိတယ်အဲ့ဒါကြောင့်ငလင်အပြုအပြက်စီးတွေအများဆုံးရှင်းရမယ်အမြင်မတင့်တယ်တဲ့အဆောက်အုံတွေကိုလည်းကာရန်ထားရမယ် အဲ့ဒါကိုစီပင်နဲ့နန်းတွင်တက်အရာရှိဆိုတာကခေါ်ပြောတာညချားချက်ကိုတိရှိကြောင်းလက်မှတ်ရေးထိုးခိုင်းတယ်လို့မန္တလေးကငလင်ကြောင့်တင်ဆောင်ခဲ့တဲ့နှစ်ထပ်တိုက်အင်ဗာရှင်ကပြောပါတယ်အကြံဖတ်မင်းအောင်နိုင်ကယခုမေလ18ရက်နေ့ဝင်ကျင်တဘာမဟုတ်မေနောက်ပိုင်းမှာလာရောက်ဖွယ်ရှိတယ်လို့စီပင်ကအလွတ်တဘောအတိပေးလာတယ်လို့အခြားအင်ဗာရှင်တို့ကလည်းပြောပါတယ် မန္တလေးစီပင်ကမလင်ကျောက်တိမ်းဆောင်းသွားတဲ့အထက်မြင့်တိုက်တာတွေကိုဖြိုဖျက်ချင်းများကိုခွင့်ပြုချက်ရှိမှဖြိုဖျက်ရမယ်လို့ညွှန်ကြားကြောင်းနှစ်ထက်နဲ့သုံးထက်တိုက်တွေကိုမူပတ်ဝန်းကျင်ထိခိုက်မှုမရှိရင်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံကိုအကြောင်းကြား၍ဖြိုဖျက်ခွင့်ပြုကြောင်းစီပင်ကလာရောက်ဖြိုဖျက်ပေးရန်လျှောက်ထားမယ်ဆိုပါကအနည်းဆုံးသုံးလဆဆိုင်ခံထားကြောင်းလည်းသိရပါတယ်။အခြားတစ်ဖက်မှာလည်းမန္တလေးစီပင်ကမလင်ကျောက်တိမ်းအဆောက်အအုံတွေမှာအပြရောင်၊လိမ္မော်ရောင်၊အနီရောင်အစင်းဆိုတာ ွေးစင်းစစ်ဆေးကခွဲခြားပေးလျက်ရှိပြီးအဲ့ဒီအဆောက်အုံတွေပြင်ဆင်ဖို့အတွက်လိုင်စင်ရအင်ဂျင်နီယာတွေရဲ့ထောက်ခံချက်နဲ့အတူမန္တလေးစီပင်ကိုလျှောက်ထားရမယ်လို့ကြေညာထားပါတယ်။မန္တလေး၆မြို့နယ်အတွင်းဆောက်လုပ်ဆဲအဆောက်အုံတွေကိုလည်းရပ်ဆိုင်ထားရမှာဖြစ်ပြီးဆောက်လုပ်ဆဲအဆောက်အုံတွေရဲ့ပင်မတိုင်များပြက်စီးမှုရှိမရှိကိုစစ်ကောင်စီရဲ့စစ်ဆေးရေးအဖွဲ့ကစစ်ဆေးပြီးမှသာဆက်လက်လုပ်ဆောင်ဖို့ပေးမပေးကိုဆုံးဖြတ်မယ်လို့လည်းသိရပါရဲ့ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရဟိုင်းပြည်ရတိတောင်မြို့နယ်ထူးရွေရွာဟောင်းကိုစစ်ကောင်စီလက်ချက်ကဒီကနေ့မနက်ပိုင်းမှာပုံလာကျခဲ့တဲ့အတွက်အရက်သားတယောက်သေဆုံးခဲ့ပြီးခလင်းငယ်တယောက်အပါအဝင်၄ယောက်ထပ်မင်းတန်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီကြေးရွာကိုဒီနေ့မေလ23ရက်နေ့မနက်10နာရီလောက်မှာစစ်ကောင်စီကဂျက်တိုက်လီရင်စည်းနဲ့ဘုံနှလုံးလာရောက်တင်းချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့လိုဘုံကျဲတိုက်ခိုက်မှုကြောင့်ကနဦးတည်င်းတွေအရာအပြစ်မဲ့အရက်သားတယောက်သေပြီးခလင်းငယ်တယောက်အပါအဝင် လေယောက်ထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒေသခံတယောက်ကအဲ့ဒီရွာကဘာစစ်စင်ရေးလို့ရှာမှုမှမရှိဘူး။ရတဲ့တောင်ကစစ်ဆောင်တွေပဲအနေများကြတာလို့ပြောပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်၁၀လုံးလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။အဲ့ဒီကြေးရွာဟာရတဲ့တောင်မြို့ရဲ့အရှိတ်သုံးမိုင်ခွဲအပေါ်မှာရှိပြီးအိမ်ကြီး၂၀၀ကျော်ရှိတယ်လို့လည်းသိရပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ ပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလာအောက်ကနေအမြဲဆုံးတွေ့ကြကြပါလိမ့်ရှင်